ခြေအနေတွေကြောင့်ဖတ်ဆက်တဲ့မင်းအောင်လိုက်စစ်အုပ်စုတိုက်ရခိုက်စစ်ကိုယ်တော်အာယုံစိုက်ပြီးမတိုက်နိုင်ဘူးတရင်ကောင်းရဲ့တရင်ဆိုးရဲ့နှစ်ခုရှိပါတယ်ဘာနာထောင်မလဲအရင်ဦးဆုံးဘာနာထောင်ချင်တယ်လေအဲ့တော့အစာလေးတစ်ခုပြောပြမ တရင်ဆိုးကတော့ခင်ဗျားတို့ကျွန်တော်တို့ယုံကြည်ကိုးစားခဲ့တဲ့မြို့သားညညရေးအစိုးရအန်ယူချီရဲ့ဝန်ကြီးချုပ်ယုံအတွင်းဝင်လင်မယားဟာစီဒီအန်ရဲ့တော်လိုင်းသမားတွေကိုခိုးရီလောက်တောင်တံပိုးမထားဘူးဆိုတဲ့သတင်းဒီကနေ့တက်လာပါတယ်တရင်ကောင်းကတော့လင်းယုံချီ US အောက်လို့တော်ဂျာနာပွဲမှာ ASEAN မူငါးချက်အလုံးမဖြစ်လို့ခြေမနဲ့ကလော်ထုတ်ပြီး American policy နဲ့မြန်မာပြည်ကိုဝင်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဒီနှစ်ခုကိုကျွန်တော်တို့တုံ့သက်ကြရအောင်။ကနဦးပထမဦးစွာ American US အောက်လို့တော့ဂျာနာပွဲအပါဝင်ဒီရပိုင်းခက်ဆိတ်ဆိတ်ဖြစ်လာတဲ့ American ရဲ့မြန်မာအရေးမြန်မာတော်လှန်ရေးမြန်မာပြည်တွင်းစိတ်ဝင်စားမှုအခြေအနေရွှေစွန်းညိုပါလို့လို့ဝဲမထွေးလို့လို့ဝဲဆိုတဲ့အခြေအနေမျိုးတော့တွေ့လာပါပြီ။ ဲ့တော့မထွေးဟာတရုတ်ပါမထွေးကိုကာကွယ်ဖို့အရှိက နိုင်ငံမြောက်များစွာငငယ်ကကစားပုတဲ့ရွှေစွန်ညူကစားနီးမထွေးကိုလင်းယုံတုတ်မယ်အရှိကမကာတာနဲ့ကာရင်အကုန်လုံးတယောက်ပြီးတယောက်မရှုမလားဘဝဇက်သိမ်းကြရလိမ့်မယ်အဲ့တော့အမေရိကန်ရဲ့ညမအရေးနဲ့ပတ်သက်ပြီးထူးခြားတဲ့အချက်က မြန်မာပြည်ဟာကြရှုံးနိုင်ကန်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများလိန်လည်မှုများကြားဖြန့်နေမွေးစည်းဝါးအကြီးကျယ်လုံးနေတဲ့နိုင်ငံတနိုင်ငံဖြစ်လွတ်တော်ကြားနာပွဲမှာထွက်ပေါ်လာပါတယ်ဒါဟာတာမညတော့မဟုတ်ပါအမေရိကန်ရဲ့ဒီသတင်းတွေတရဇက်ဖြစ်ပေါ်နေစင်ပါပဲ။ ရုရှားစစ်တမောညီမပြီးနောက်ကိုကတ်လာပါတယ်အချီနီကအင်မတန်ကိုတိမ်တောင်တပွဲမင်းကြီးချေပြီးအင်မတန်ကိုတိမ်မွေ့နန်နဲ့နူးညံ့တဲ့အချီနီမျိုးပါတဖက်မှာဒီအချီနီတွေကြောင့်ဖက်စစ်တဲ့မင်းအောင်လိုက်စစ်အုပ်စုတိုက်ရခိုင်စစ်ကိုယ်တော်အာယုံစိုက်ပြီးမတိုက်နိုင်ဘူးဒါကျွန်တော်တို့တော်လိုက်ရဲ့အချက်နေပြီးတော့တော်လိုက်တက်တွေစစ်ချီတန် အောင်လံတော်လွှင့်စစ်ခရာမှုတန်တွေစစ်မီဟိတန်နဲ့တတ်တော်ချီလာမင်းနေကိုပြည်သူလူထုကစောင့်မျှော်နေတယ်လို့လောကဝိထသဘာဝတရားရဲ့ဒဏ်ခတ်မှုကံကြမ္မာရဲ့အလှည့်အပြောင်းပြည်သူလူထုရဲ့အာထုတ်ကြိုးပမ်းဒဆိုင်မတ်မတ်တော်လံမှုတော်လံရေးသမားနိုင်ငံရေးသမားတွေရဲ့ခိုင်မာတဲ့ယုံကြည်ချက်တွေရဲ့ပေါင်းစပ်မှုအတိအပွင့်ဟာ ဒီကနေ့ American policy this ဆိုတာမျိုးကိုကျွန်တော်ကြားလိုက်ရပါပြီဒီ American policy policy this ဆိုတာနှစ်ပေါင်း450အတွင်းမှာတခါမှမရှိခဲ့ဘူးညီမရေကိုချီးကပ်မယ် American policy this ဆိုတာကြားဖြန့်တဲ့ American အထူးတပ်ဖွဲ့တပြိုင်တည်းပေါ်ပေါက်နေတာဖြစ်ပါတယ်ဆိုလိုတာက အခမ်းမသိဟင်မင်းအောင်လိုင်းတဲ့တဲ့တုံးကြည့်ယူရောက်လာနိုင်ပါတယ်ပြစ်မှတ်ကိုမှတ်ပုတ်တင်ပြီးသားကွာမင်းတို့စုံမေးလုံးပြောသလိုအမေရိကန်ကမင်းတို့လိုကောင်မျိုးတွေကိုပြစ်ချင်ဂျိုလူကလှမ်းကြည့်ပြီးတော့မှတ်ပုတ်တင်တဲ့ကအတိုင်းပဲလုံးဝနမေတော်မလွဲစီရမင်းအောင်လိုင်းအဖဦးတောင်းလိုင်း ဇနီးကျူကျူလရခိုင်သူအဲ့ဒီရှိတဲ့နေရာကိုပြစ်ဆိုရင်အင်သာထဲမှာချီးပါနေတော့တဲ့တဲ့မှန်မှာဖြစ်ပါတယ်အဲ့တော့ American Blue ကင်တွယ်မလဲကင်တွယ်မှုပုံစံညင်တာမလားကင်တွယ်မှုပုံစံဟာခပင်းပြင်း ဖြစ်မလားကိုပဲကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်လက်ရှိတက်နေတဲ့သမရထရန့်ကတော့အကျိုးစီးပွားကိုအခြေအနေတော့ခပင်းပြင်းခက်ဆက်ဆက်ကင်တွယ်လေးရှိပါတယ် ဗင်နီဇွဲလာလိုစစ်သည်မော်တွေလှုပ်ပြီးညမကန်ဦးတဲ့တလျှောက်ပိတ်ချမင်းအောင်လိုက်အကုန်မင်းအောင်လိုက်စေုပ်စုအကုန်လုံးနောက်ပြန်လက်ပြန်ဂျိုးတုတ်လက်ထိတ်ခတ်ပြီးစစ်သည်မော်ပေါ်တင်တရားစီရင်မယ်ဆိုရင်ကောသဘောတူပါသလားဒီနေရာမှာလင်းမွေဆိုတဲ့တရုတ်ကြီးအကြောင်းပြောကြရအောင်တရုတ်ကြီးဟာလက်ရှိကြားဖြတ်နေပတ်သက်တဲ့ခေါင်းဆောင်တွေမှန်သမျှကို ဘာတသက်ကန်ချက်မှမရအောင်စေထိုးတတ်နေပါလေ။ဘာအချက်လက်မှအပြင်ပောက်ကို ပေါက်ကြားခွင့်မပေးပါဘူး။ဒီအချိန်မှာတရုတ်လှုပ်ပေါက်ပါလေ။ဖော်ကောင်ပန်းညွန့်ကိုလက်ဆဖြောက်ဖို့သူစဉ်းစားနေပါလေ။အဲ့တော့ဒီအချိန်မှာဒီကျွန်တော်တို့စောချစ်သူတို့ဒီစောဆန့်အောင်လို့ဆိုတာအတူအဆပါ။တရုတ်ကြောက်နေတာက ဖော်ကောင်ဘာညွန့်ဖော်ကောင်ဘာညွန့်ဖြစ်နိုင်တာကမင်းအောင်လိုက်စေအုပ်စုတွေကပူချုပ်တယ်အဲ့တော့မင်းအောင်လိုက်စေအုပ်စုတွေကပူချုပ်တယ်ကိုသူကဆက်လက်အုံပြုတ်နေမယ်ဆိုရင်အကယ်၍မင်းအောင်လိုက်စေအုပ်စုခေါင်းဆောင်တွေဟာသူတို့အကျိုးစီးပွားနဲ့သူတို့လွတ်မြောက်ရေးအတွက်ရုရှားကိုကပ်ပြီးအမေရိကန်မှာဖော်ကောင်လုလိုက်တရုတ်ဟတ်တက်ကွယ်ပါလိမ့်မယ်အဲ့တော့ဒီအချိန်မှာမင်းအောင်လိုက်စေအုပ်စုဟာ စွန်ရဲနဲ့လင်းမွေကြတိတ်ငတ်နဲ့ငကားချဗျာများပြီးဖင်ကြားခဲညက်နေတာအမှန်ကန်ပါပဲအမေရိကန်ဟာလက်ရှိ policy တဲ့အာဆီယံရဲ့မူငါချက်ဟာငါးနှစ်ပြည့်နေပြီအလုံးမဖြစ်ဘူးအဲ့တော့အမေရိကန်ကဟာညီမပြည်ကိုချိကမဲ့ policy အစ်ကိုခက်ပြင်းပြင်းဂိုင်တွယ်မှရလိမ့်မယ်ဆိုတော့အောက်လွတ်တော်ဂျာနာပွဲနဲ့လက်ရှိအမေရိကန်သမ္မတထရန့်ရဲ့အစိုးရအဖွဲ့ရဲ့လောက်ကင်ဆောင်ရွက်မှုတွေဟာအံဝင်တွင်ကြနေပါဖြစ်နေပါတယ်အချိန်ကြိုက်ပါ ဲ့တော့အမေရိကန်ကိုပြေးကပ်မလားတရုတ်ကိုပြေးကပ်မလားအမေရိကန်ကိုပြေးကပ်ပြီးတရုတ်ရဲ့အကြောင်းတွေကိုဖော်ကောင်လုပ်မယ်ဆိုရင်ဘာဖြစ်မလဲတရုတ်ကို ပြေးကပ်ပြီးအမေရိကန်ကိုခြေစုံကန်ရင်ဘာဖြစ်မလဲဘလို့လှုပ်လို့မတာပုံမဲ့ဂိမ်းယူပါပဲဒါဒါဟာစစ်အုပ်စုရဲ့ကြမာစိုးဝင်တဲ့နေ့ဖြစ်လာနေပါပြီဒါအတူမှာ ဂျာပြန့်နဲ့ပတ်သက်တဲ့ရွှေကုတ်ကူတွေနေမလားဆိုတော့ဝန်ခမျိုးတစ်တို့ရွှေပရောက်မြိုင်တို့ဆိုတဲ့ကိစ္စသတင်းတွေနဲ့တူမြောက်ဝတီမျိုးကဂျာပြန့်တွေကိုကျွန်တော်ကိုယ်တိုင်ကိုကြသွားရောက်ထိတွေ့ဘူးတာလေးတွေကိုဟိုဘက် Allegro Review Channel မှာပြောမယ်အခုလင်းယုံကြီးထိုးတော့မယ်လင်းယုံကြီးလက်သေးအောက်မှာအသက်ပြောင်းမလားတရုတ်ရဲ့စီထိုးအပ်မလားအောက်မှာအသက်ပြောင်းမလားဆိုတာကိုပဲမင်းအောင်လိုင်းရွေးချယ်ရတော့ပါတာမန်စင်စောချစ်သူတို့ဘာလို့ဆိုတာဂျိုးဆပ်ပေါ်တွေပါ တို့အစတွေပါအဓိကဖော်ကောင်ဘန်းညွန်ဖြစ်နိုင်တာကမင်းအောင်လိုင်းနေစစ်အုပ်စုဖြစ်ပါတယ်ဒီအကွက်ဘလို့ဖြစ်နိုင်မယ်လို့ထင်ပါလေနောက်တစ်ပိုင်းဆက်ရအောင်တရင်စိုးပါဒီအကြောင်းကိုနားထောင်ပြီးတော့မြက်ကန်းယုံကြည်မှုနဲ့အန်ယူဂျီကိုဆက်ဆက်တိမခံနိုင်တဲ့သူများကြော်သွားလိုက်ပါဒီကနေ့ည9:40မိနစ်မှာ အမ်ဘီသတင်းဌာနကသတင်းပုတ်တက်လာပါတယ်ကျွန်တော်မျက်လုံးပြူပါတယ်ဘာအကြောင်းလဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့မျှော်လင့်ယုံကြည်ခဲ့ရတဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးချုပ်ရုံးအတွင်းဝင်မတ်ကြည်ပြားနဲ့သူ့ယောက်ျားရုံးအဖွဲ့မှု စီမံခန့်ခွဲရေးဌာနမှုညီညီမင်းတို့ဟာတဲ့စီရီယန်ဒီတော်လိုင်းအသမားတွေကိုဝင်ကြီးချုပ်ရုံးမှာရှိတဲ့လူတွေကို ခွေးလောက်တော့သူတို့မွေးတယ်ခွေးလောက်တော့တန်ဖိုးမထားဘူးဆိုတော့အကြောင်းဖြစ်ပါတယ်အဲ့တော့ဒီဝန်ကြီးချုပ်ရောအတွင်းဝင်တဲ့ကိုညင်ညင်းမင်းဆိုတဲ့သူရဲ့အကြောင်းကိုပြောချရအောင်ဝန်ကြီးချုပ်ရောအတွင်းဝင်ပြောရဲအတွင်းဝင်မတ်ကြည့်ဗျာဆိုတာကတော့2015ဗဘဲတန်းမြို့ဗဘဲတန်းမြို့နယ်ရဲ့အမျိုးသားလွတ်တော်အမတ်လုတ်ခဲ့ပါတယ်2020ရွေးကောက်ပွဲမှာအမတ်ရွေးချယ်ရေးဆေးမှာမပါပါဘူး ဒါပေမဲ့လက်ရှိသူဟာဒီလိုသားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးချုပ်ရုံအတွင်းဝင် ဖြစ်ပါတယ်။နောက်တစ်ယောက်တယောက်ကြားကိုညီညီမင်းကိုညီညီမင်းဆိုတာကတော့ကျွန်တော်အတွင်းသည့်အစင်းသည့်2000စနစ်လောက်တည်းကအတူတူလောက်ကင်ခဲ့တဲ့သူတယောက်လို့ပြောရင်မမှားပါဘူး။တိလိုက်တာဟိုဘက်လုံနေတယ်။ဒါမဲ့ကျွန်တော်ပုံကိုကြီးကြီးမပြောလို့ဘူး။ကိုညီညီမင်းဟာ2015နောက်ပိုင်းမှာပေါ့ဗျာ။ ူအမျိုးသူမိမကအမတ်လုပ်တယ်သူကတော့နိုင်ငံက NGO တခုမှအလုပ်ဝင်နေတဲ့သူပါနောက်ပိုင်းအာနာသိမ့်ပြီးတဲ့နောက်မှာတော့သူတို့လင်မယားနှစ်ယောက်မဲဆောက်ရောက်ပြီးမိကဲ့သို့မိဘုံဝကြီးချုပ်ယုံအတွင်းဝင် ဖြစ်သွားလဲတော့ကျွန်တော်တို့မသိပါအဲ့တော့ကျွန်တော်တို့ ਨੇ လှုပ်ဖို့အကင်ပဲအရင်ကြီးတွေဖြစ်ပါတယ်မတ်ကြီးပြာဟာဆိုရင် NLD ပါတီမှာဗဘဲတမ်းမြို့နယ်တိုင်းဒေသကြီးလွတ်တော်အမတ်အဖြစ်ဆောင်ရွက်ခဲ့တဲ့သူဖြစ်တဲ့အပြင် အဲ့အမတ်မဖြစ်ခင်မှာ NLD မြို့နယ်ယုံနေမှာအဲစာတင်ကြားပြီးတဲ့ဆရာမတယောက်အနေနဲ့လုတ်ခဲ့တာမျိုးရှိပါတယ်ဆိုတော့သူမဲဆောက်ရောက်အတွင်းဝင်ကြီးရုံယုံအတွင်းဝင်ဖြစ်ဖြစ်တော့ကျွန်တော်ကလည်းမဲဆောက်ရောက်မဲဆောက်ရောက်တော့အော်ကို့လုတ်ဖို့ဂိုင်ဘတ်တွေရှိတယ်ဆိုပြီးကျွန်တော်ရဲ့ရဲဘော်မိတ်ဆွေတယောက်စီက KNU လက်ရှိ KNU ရဲ့အဲဒီအဲတာဝန်ရှိသူတယောက်ပေါ့ ဟာမတ်ကြီးပြားရေဝင်ကြီးတို့အတွင်းဝင်ဖြစ်နေတယ်ကိုမြတ်တော်ဟေးစာပို့လိုက်ပါအောင်ပေါ့ဟမ်သူလဲကူညီမှာပေါ့ကျွန်တော်ကအဲ့ကာလာတော့ကစပိန်လေးနေပါဆယ်စုနှစ်တခုမက စပိန်အောင်မမြင်ဘူးစီမစည်းဘူးတဲ့လူတယောက်ဟာသူတပားနိုင်ငံထိုင်းနိုင်ငံမဲဆောက်မြို့ကိုကူးတဲ့အချိန်မှာသွားရေးလာရေးလွယ်ကူအောင်စပိန်လေးကိုဘတ်တထောင်နဲ့ဝယ်စည်းပြီးတော့လက်ဖက်ရည်လေးတောက်တလားကိုဘတ်တထောင်ပေးရတဲ့အိမ်လေးမှာငားနေပြီးတော့ ရဲကတ်တလ300ပေးရတဲ့ရဲကတ်နေနေဘာတရားဝင် ထောက်ထားမှမရှိတဲ့အချိန်မှာဩကုလို့ဖို့ဂိုင်ဘက်တီအဲ NUG ဆိုရအဖွဲ့တွေမှာရှိတယ်ဆိုတော့အာတက်မိတာပေါ့2022 6လပိုင်းတော့ဖြစ်မယ်ဒီမှာအဲ့တော့ကျွန်တော်စင်ကရင်နံပါတ်၄ရို့စာပို့ပါတယ်စောက်ပါတော့မလုပ်ပါဘူးညွန့်ညွတ်ထွတ်ထွတ်လည်းမရှိပါဘူးဘာစကားမှလည်းမပြန်တယ်လို့ မြည်သည့်တပြားတစ်ချက်မှအကူညီလဲကျွန်တော်တို့မတောင်းခဲ့ပါဘူးသို့တော့ကိုရဲဘော်ရဲဘက်တွေရှိတော့အားရှိတယ်ဆိုတော့စိတ်နဲ့သာဆက်သွယ်ခဲ့မိပါတယ်တစ်ခေါက်နောက်မှတော့ကျွန်တော်လုံးဝနိုင်ငံကြီးမာနာကြောင့်ဘသူ့ကိုမှမဆက်သွယ်ပဲကျွန်တော်ကြိတ်ပြီးတော့ကျွန်တော်ဘဝကိုကြိုးစားတိဆောက်ပြီးတော့လက်ရှိလူမြတ်ကျော်ဖြစ်လာတယ်ခေါ့ဗျာအဲ့တော့ကိုညီညီမင်းတို့နေမယားနှစ်ယောက်ဝန်ကြီးချုပ်ယုံမှာစိတ်တိုင်းကျချေလေပြီးတော့ပန်းငွေသိန်းပေါင်းမြောက်များစွာ အလွဲသုံးစားလုပ်နေတယ်ဆိုတဲ့သတင်းကိုမြန်မာ passport agency ဆိုတဲ့ MP new ကဒီကနေ့တက်လာတာလေးကိုကျွန်တော်ကိုးကားပြီးတော့ပြောပြချင်ပါတယ်အဲ့တော့အစမှာဝန်ကြီးချုပ်ယုံအတွင်းဝင်မတ်ကြည်ပြနှင့်ရှိရှင်းရမည်ဝီကြီးအရှုပ်တော်ဘုံများလို့အာနာအလွဲသုံးစားမှုများလို့ MPA ကပြောထားပါတယ် ဲ့တော့အန်ယူဂျီဝန်ကြီးချုပ်ယုံအစ်မြင့်အရာရှိများနဲ့ဝန်ထမ်းများ၄နှစ်တော်၅နှစ်ကာလအတွင်းမှာတဦးပြီးတဦးနှုတ်ထွက်သွားခဲ့တာဟာအမြဲတမ်းအတွင်းဝင်မတ်ချီပြားနဲ့၎င်း၏ခင်မူညီညီမင်းတို့၏တော်လန်ရေးဗန္နာဝင်အလွဲသုံးစားမှုများအကြိလိုက်စားမှုများနဲ့ဝန်ထမ်းများပေါ်မတရားဖိနှိပ်မှုကြောင့်ဖြစ်သည်၎င်းအချက်အလက်များကို MP ကစုံစမ်းခဲ့သည်စောင့်ကြည့်ခဲ့သည်2023ရဲ့ကစောင့်ရှိခဲ့သည် ။အဲ့ဒီအစိုးရလက်ထက်မှာရန်ကုန်တိုင်းလွတ်တော်ကြောက်တရား sorry ကျွန်တော်ခုနပြောတာပဲတဲ့ကြောက်တရားတိုင်းဒေသကြီးလွတ်တော်ကိုစလေမတ်ကြည့်ဗျာ။အမျိုးသားညီညွတ်ရေးအစိုးရအမြဲတမ်းအတွင်းဝင် ဖြစ်ခဲ့တဲ့သူ့ယောက်ျားညီညီမင်းကတော့ရုံးစီမံခန့်ခွဲမှုပါ။လင်မယား၂ယောက်ဝန်ကြီးချုပ်ရုံးမှာလှုပ်ချင်တိုင်းလှုပ်နေတယ်လို့ကျွန်တော်တို့ MPA ကရေးထားပါတယ်။၂၀25 2022 3နှစ်အတွင်းမှာ NUG အစိုးရကို CDN လုတ်သွားတဲ့ဝန်ထမ်းပေါင်း NUG CDN ဝန်ထမ်းပေါင်း16ဦးထိဝန်ကြီးချုပ်ရုံးမှာရှိခဲ့တယ်လို့ဆိုပါတယ်။နှုတ်ထွက်သူများထဲမှာ Oxford တက္ကသိုလ်ဘွဲ့ရ NUG အဖွဲ့ဝင်လူငယ်ပညာတတ်တွေအစိုးရရဲ့အစ်စ်မြင့်အရာရှိအဖြစ်နှစ်ပေါင်း30လောက်ခဲ့တဲ့ CDN အရာရှိတွေအများပြပါဝင်နေ။ဝန်ကြီးချုပ်ရုံးကိုသူတို့မိသားစု စီးပွားရေးကဲ့သို့စီမံခန့်ခွဲနေတယ်။နော်ဒီအခြေအနေတွေရှိပါတယ်။ သူတို့ကိုပြန်ခံပြောရင်ငါတို့ PDF တွေမဲဆောက်မှာအလွယ်တကူလေးမင်းတို့ကိုရှင်းလိုက်လို့ရတယ်ဆိုပြီးချင်းချောက်ပါတယ်နော်နောက်တစ်ခုကအတ ିକ ပြဿနာကခွေးနှစ်ကောင်မွေးတာတယ်ကယ်လီဆိုတဲ့ခွေးလေးနေမကောင်းဖြစ်တော့စီဘူးခွေးကိုစပါပို့တယ်ခွေးတန်ရှင်းရေးလောက်တာဟာ CDN တွေထက်ကိုပို့ပြီးတော့တန်ဖိုးထားတာကိုတွေ့ရပါ ဲ့တော့ဝန်ထမ်းမြောက်ကိုခွေးတက်တံပိုးထားနေတဲ့သူနှစ်ယောက်ဆိုပြီးတော့ခေါင်းစဉ်တစ်ခုထပ်တွေ့ပါတယ်။မတ်ကြည်ပြတို့ဇနီးမောင်နှံဟာခွေးငယ်နှစ်ကောင်ဝင်းပြူတယ်။ခွေးနှစ်ကောင်ရဲ့လဆင်အသုံးစရိတ်ဟာမနှက်ဆိုရင်စိတ်နှုတ်တိုက်ရတယ်။ခွေးမို့ဘူးခွေးစပါပို့တာဘတ်တလောက်တောင်းနဲ့ချီတယ်လို့စီရံဝန်ထမ်းတို့ကပြောပြထားတယ်လို့ဆိုပါတယ်။ဒါကို စိတ်နာပြီးဝန်ကြီးချုပ်ရုံးကနှုတ်ထွက်ခဲ့ပါတယ်လို့ပြောပါတယ်။ ဲ့ဒီခွေးနှစ်ကောင်နဲ့ရုံအတူတူတက်နေရတဲ့ NUG ဝင်ကြီးချုပ်ယုံခွေးလောက်တောင်တန်ဖိုးထားပြီးမဆက်ဆံမခံရတဲ့ကျွန်တော်တို့ CDN တွေအခြေအနေအဲ့တော့ဝင်ကြီးချုပ်ယုံကိုငှားမယ်ဆိုရင်အခန်း၃ငန်းပါတဲ့အိမ်ဒီကိုပဲရွေးငှားပါတယ်တခန်းကိုမကြည့်ပြမိခင်တို့ပဲပြီးနောက်တခန်းကိုကြည်ပြနေညီညီမင်းတို့ကလင်မယားနှစ်ယောက်နေထိုင်ပါတယ်ကြံတခန်းကိုတော့ဝင်ကြီးချုပ်ယုံလောက်ပါတယ်တဲ့ ဝန်ထမ်း၈ယောက်ကိုအခန်းချင်းလေးတစ်ခန်းထဲမှာအလုံးလုံးနေရတာကိုတွေ့ရပြီကိုညီညီမင်းရုံဦးစီးအဖွဲ့စီမံကြီးရညွန့်ချုပ်မိမကအမြဲတမ်းအတွင်းဝင်ဂရန်နီဘတ်သိမ်းပေါက်မြောက်များစွာရတယ်လာစင်ဘတ်ဂျက်ခွဲတန်းသိန်း150ရရတယ်။နော်ဒါရီကိုဘာရီလုံလို့လုံမှမသိသုံးကျင်တိုင်းသုံးဖြုံးကျင်တိုင်းဖြုံးနေတာကို မကြည်နဲ့တဲ့အတွက်ဝင်ကြီးရုံရောင်ကနှုတ်ထွက်ခဲ့တယ်လို့ဆိုပါတယ်အဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ဘယ်လိုဆက်လုပ်ကြအောင်လဲလူကြီးမျိုးတွေမှတ်ချက်ကိုတောင်းခံပါတယ်အန်ယူဂျီကိုအရန်ချစ်အရန်ကြအရန်ယူသည်လက်ညှိုးထောင်ခေါင်းညိတ်မျက်ကန်းယုံကြည်နေတဲ့သူများဒီတည်င်းကိုစောရကတက်လို့ကလူမျက်ကြော်ကိုဆက်သွင်းနိုင်ပါတယ်ထပ်ပြင်ထပ်ပြောပြလိုက် အလုံသမားဝင်ကြီးဌာနရုံ9နှစ်ငားရတယ်တလောက်ဘတ်နှစ်တောင်းထား9နှစ်ဘာတစ်ခုမှအလုံမရှိဘူးတရားရေးဝင်ကြီးဌာနတလောက်352နှစ်ရာသုံးနေမယ်ဘတ်ဂျက်ဘာတွေလုပ်နေပါသလဲဒီအခြေအနေအစုံအစီကိုကျွန်တော်တို့အများကြီးသိပါတယ်သို့တော့အနာဆိုတာပေါက်မှဆေးထရတာလေအခု9နှစ်ရှိပြီခင်ဗျားတို့မြင်ကြပြီမလားဆိုရင်မိကုံးကိုအဲ့ဒီ lobby NUG နီပိန်တိုက်ကိုတဲ့တဲ့လက်ညှိုးထိုးပြီးကျွန်တော်မေးလိုက်ချင်တာကျွန်တော်တော့မဟုတ်ပါဘူးဘသူအတော့မှမဟုတ်ပါတော်လန်ยีအတော့နာကျင်လုံးလို့တော်လန်ยีမှာပြီးဆက်နေရသူတွေကိုသူတို့ရဲ့ဝိညာဉ်တုံသာသူတို့ရဲ့ပြီးဆက်မှုဆွန့်လို့မှုတွေကိုနာကျင်မိလုံးလို့တော့တုံးမကြတဲ့သူတွေကိုတဲ့တဲ့လက်ညှိုးထိုးပြီးမေးချင်တာမင်းတို့၅နှစ်မှာဘာလုပ်နေလဲအန်ယူဂျီလို့ကျွန်တော်မေးချင်တာ ဒါပေမဲ့ကျွန်တော်နိုင်ငံရေးတော်လှန်ရေးသမားဆိုတာကျင့်ဝတ်ကိုအခြေခံတယ်။တရင်မဟုတ်တာကိုတရင်လုံးမပြောနိုင်ငံရေးသမားဆိုတာပြဿနာများကိုဖြေရှင်းသူဖြစ်တယ်။ပြဿနာရှာသူမဟုတ်ဘူး။အခုပြဿနာတွေဖြစ်လာပြီ။ဘာနာရေးဆိုင်ရာ ပြဿနာတွေလူမှုရေးဆိုင်ရာ ပြဿနာတွေ NLD ပါတီကြီးကြီးဆိုပြီးတော့ NUG ဆိုလှုပ်ချင်တာလှုပ်နေတဲ့ပြဿနာတွေပကပပလပပပပြဿနာတွေအဲ့ဒီပြဿနာတွေကို ဘသူကတာဝန်ယူဖြည့်ရှင်းနိုင်ပါလဲဆိုတာကိုမေးရင်ဒီဒေါ်လာရေးမှာ NUG ရဲ့လောက်ကင်ဆောင်ရွက်မှုတွေဟာဒေါ်လာရေးအတွက်ဖြစ်နေသလားဆိုတာကိုလည်းထက်ခါထက်ခါလူမျက်ကြောမေးခွန်းထုတ်နေပါတယ်။တမိုင်းမှာမှတ်တမ်းတင်တဲ့အချိန်ကျရင်ခင်ဗျားတို့ဂုံတိတ်ခါခင်ဗျားတို့ရေလှုပ်ဆောင်ချက်ပါပဲ။ညီကုန်းနေနဲ့ American ပြည်တော်စုရဲ့စီရေးရဒဏ်ခတ်မှုကိုကျွန်တော်တို့ပြည်သူလူထုတရားလုံးကချိုးဆိုပါတယ်။ မြမာပြည်ကိုစီရေးရတန်ခတ်ပါလက်ရှိစီရာဇဝတ်မှုတွေနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေမူရေးစေဝါတွေကြားဖြန့်လုပ်ငန်းတွေဟာစစ်ဘူကျုပ်တစုနဲ့နေ जा ဆောင်တက်နေသူဤအပေါင်းပါခရိုနီကြီးလောက်ကင် ဆောင်ရွက် နေချောင်းကိုပြည်သူလူထုကအမေရိကန်အစိုးရထံတသက်ခံပါမယ်ညမာစစ်ဘူကျုပ်တစုကို ဖြုတ်ချပြီးအမေရိကန်ပြည်ထောင်စုရဲ့အစိုးရမှ အမြန်ဆုံးစီရေးရတန်ခတ်ဖို့ပြည်သူတရေလုံးကတောင်းဆိုလိုပါတယ်။သဘောတူလား။အားလုံးကိုကျေးဇူးတင်ပါတယ်။